Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်ဇွန်လ22ရက်နေ့ရဲ့မနက်ပိုင်းသတင်းတူသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမှာ reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပထမအုပ်ဆုံး Lloyd Tuition သတင်းတုတ်ဖို့ကိုဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းပုတ်ကတော့မန္တလေးတိုင်းမြင်းချံမြို့နယ်စုံရပြူစောတိရွာကိုဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိကြောင်း TGYR ပျောက်ကြားတပ်ဖွဲ့ကပြောဆိုထားပါတယ်တဲ့အဲတော့ဂျပန်စစ်ကောင်စီတရားနေရာတိုင်းမှာကြာဆုံးနေတာဖြစ်ပါတယ်နော်ကဲနောက်ထပ်သတင်းပုတ်ကတော့မကွေးတိုင်းစလင်းမြို့နယ်အတွင်းကိုပတိမုံရွာလမ်းတိုင်းတိုင်းတင့်ကားလေးစီးဖြင့်စစ်ကြောင်းထိုးလာတော့ဂျပန်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဖွဲ့မှ၃ကောင်မျိုးစားဖြစ်ပြီး၂ကောင်ကိုအရှင်ဖမ်းမိခဲ့ကြောင်းတာဝန်ရှိသူတို့ကသတင်းပေးပို့ထားလို့သိရပါတယ်နော် ဲနောက်ထပ်သတင်းပုဒ်ကလည်းဘကိုးတိုင်းအုတ်တွင်းမြို့နယ်တွင် license မရှိဘဲ cycle စီးမှုဖြင့်အဖမ်းခံရပြီးစစ်မှုထမ်းတွတ်သွင်းခံရသောတပ်သား1ဝေယံထွန်းအလင်းဝင်လာကြောင်းကိအမျိုးသားကာကွယ်တပ်မတော် KLD ဌာနချုပ်ကသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။ကဲကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းပြည်သူပုဒ်အနေနဲ့ရအောင်နော်။တကယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေရပါတော့။အာဒီ new တော်လိုင်းရေးမှာပါဝင်လာလို့ဒီအရွယ်ငငယ်လေးပေါ့နော်စစ်သားတွေဖြစ်လာကြတာဖြစ်ပါတယ်နော်။အဲတကယ်တော့ သူတို့တွေကတကယ်ပဲတက်ငရေတဲ့အပြင်ကိုတကယ်တော့သူတို့ပြောမယ့်ပုံစံလေးကဘလို့ပုံစံလေးဖြစ်လဲဆိုတော့ကိုကျွန်တော်တို့တစ်ချက်လောက်သတ်သတ်ကြည့်အောင်နော်ဒီမှာပေါ့နော်ဒါတွေဆိုရင်တော့ဒါဘုံမဲ့ခဲတို့အဖွဲ့ဖြစ်ပါရဲ့နော်ဒီမှာကြည့်လိုက်လေဆိုရင်စစ်သားလို့ကိုမထင်ရဘူးပေါ့နော်ဒီတော်လိုင်းရဲဘော်တွေကအခုချိန်မှာဆိုရင်ဒီလိုပေါ့နော်အသက်ငငယ်ရွယ်တဲ့တိုက်ပီရဲ့ကြီးလေးတောင်ဝင်ထမ်းဆောင်နေရဖြစ်ပါရဲ့နော်အခုချိန်မှာဆိုရင်သူတို့အားလက်တဲ့အချိန်လေးမှာဘလို့နေကြလဲတစ်ချက်သတ်ကြည့်လိုက်အောင်ကြောက်ပါပြီးစီးပါရဲ့ကြောက်ပါ 加油！So, yeah, ကဲဘယ်နဲ့တိုင်းပေါ့နော်တကယ်ပဲပြောစရာကောင်းပါတော့ဒါလူငယ်သဘာဝဒီလိုပြောပွားနေရမယ့်နိုင်ငံမှာအခုချိန်မှာဆိုရင်တော့မြင်းနဲ့တိုင်းပဲစေပေဒုက္ခအတိနေပေါ့နော်မင်းအောင်လိုင်းကြောင့်အားလုံးကဒုက္ခရောက်နေကြတဲ့အခြေအနေဖြစ်ပါတယ်ကဲနောက်ထပ်ကျွန်တော်နားထောင်မယ့်သတင်းပုဒ်ကတော့ရန်ကုန်မှာဖန်စီစစ်မှုထမ်းခံရတဲ့လူငယ်ပေါ့နော်90ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတော့ကိုတင်းစက်ထားတဲ့သတင်းတော့ကြည့်လောက်နော်ဒုတိယအနေနဲ့ရန်ကုန်မှာဖန်စီစစ်မှုထမ်းဆွဆောင်ခံရတဲ့လူငယ်90ရာခိုင်နှုန်းရှိနေတဲ့သတင်းဖြစ်ပါတယ် ခြိမ်းခြောက်လက်ဆောင်မှုနဲ့အပြင်းနဲ့စစ်မှုန်ထမ်းစုဆောင်မှုအတွင်ရန်ကုန်မြို့ကလူငယ်60ရာခိုင်နှုန်းဟာပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့သတင်းရရှိပါတယ်။ရန်ကုန်မြို့ရာအတွင်းစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရတဲ့မျိုးပြပျောက်ကြားရဲဘော်တွေနဲ့တပိတ်တိုက်ပွဲဝင်နေမဲ့ရှိတဲ့လူငယ်တွေကလွဲပြီးကျန်းလူငယ်အမျိုးသားတွေဟာထောင်ထဲမပို့ပဲစစ်မှုန်ထမ်းတဲ့ပုတ်ခံနေရတယ်လို့ရန်ကုန်အခြေစိုက်ရဲတပ်င်းမြစ်တွေစီကနေသိရပါတယ်။ ကျန်တဲ့ဆရာခန်းနှုံးလောက်ကြတော့ရန်ကုန်အစွန်ဖျားရက်ွက်တွေကအုတ်ကြီးရဲ့ရှာပေးတဲ့ငွေမပေးနိုင်တဲ့လူငယ်တွေလို့သူက MP ကို ပြောပါတယ်စစ်တပ်ကလူသစ်စုဆောင်ရဲ့စစ်တပ်ကစစ်သားစုဆောင်ရဲ့အတွက်ညာဘက်တင်မှာအတိတ်ကလှုပ်ရှားပြီးလမ်းပေါ်မှာတွေ့တဲ့လူကြီးလူငယ်တွေကိုဖမ်းဆီးစုဆောင်တာဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်ကပြောပါတယ်ဂျွန်လ20ရက်မနက်တနင်္လာခွဲကတ်မှာတာမွေအဝိုင်းထိပ်ဂုံးကြော်တရာအောက်မှာဖုံးပြောင်းနေတဲ့အမျိုးသားတအုပ်ကို လှစ်ကန်ပတ်နေတဲ့စစ်သားတွေကနရင်းရိုက်ပြီးကားပေါ်ဆွတင်သွားကစစ်မှုန်ထမ်းတဲ့ထစ်လိုက်တယ်လို့ Yangon Scout Network ကတတင်းထုတ်ပြန်ပါတယ်။ကျွန်တော်သိသလောက်ပြောရရင်စစ်မှုန်ထမ်းဆိုတာအောက်ရှေကစစ်ကောင်စီတပ်သားတွေအတွက်ငွေပင်လေကြီးပဲလို့လှိုင်မြို့နယ်ရက်ကွက်အုပ်ချုပ်မှုယုံနယ်နေဆက်သူတူကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ် April လကစတင်ခေါ်ယူခဲ့တဲ့စစ်ကောင်စီရဲ့စစ်တင်တဲ့အမှတ်စဉ်ဟာစစ်လေအထိစကန်သွင်းတာပြီး15အတွက်လူသစ်စုဆောင်နေပြီဖြစ်ပါတယ်။ ကြားတိုင်းပေါ့နော်အဲ့တော့ခုနလိုမျိုးလူငယ်လူငယ်တွေကိုခုလိုမျိုးဒုက္ခရအောင်ပေါ့နော်စစ်ကောင်စီကတမင်စလုပ်နေတာဖြစ်ပါတယ်နော်အဲ့တော့ဒီသူတို့ဒီလူငယ်လူငယ်တွေကိုစစ်မှုထားဥပဒေနဲ့ဆွဲခေါ်တာအခုဆိုအပတ်စဉ်14ပေါ့နော်14ကတော့ကန့်ထဲရောက်နေပြီအခု15တစပြီလူစုပြောင်းပြီလို့ကြားရတယ်ပေါ့နော်အဲ့တော့ဒီလူ9000ကဘယ်သူတွေပေါသွားမလဲဆိုတာတော့တော်တော်လေးကိုစိတ်မကောင်းစေကြားအောင်ဖြစ်ပါတယ်နော် ဲ့တော့ဘာပဲပြောပြောခုလိုမျိုးအခြေအနေကစတိုက်ဖြစ်နေတဲ့ပုံမှာဒီပေါ့ပေါ့ရွရွနေတဲ့လူတွေကတော့ဗောနော်တကယ်မလွဲပါဘူးเนาะအဲ့တော့အားလုံးပဲသတိအတိတရားရှိပြီးတော့အမြန်ဆုံးဗောနော်တော်လိုင်းဘက်နဲ့ပူပေါင်းဖို့ဗောနော်ကြံပေးကြပါเนาะကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းအုတ်ချုပ်ရည်မှုရဲ့တူရင်စစ်မှုရန်ဥပဒေနဲ့ပါသွားပြီးတော့နှစ်ရက်မှာနှစ်ရက်ကြာမှာလောင်းမဲ့ပြန်ရတယ်ဆိုတဲ့သတင်းနောက်ထောင်ကြည့်လောက်เนาะ အရင်တပုတ်အနေနဲ့အုပ်ချုပ်ရေးမှူးရဲ့တူအရင်ဖြစ်သူကိုစစ်မှုထမ်းနဲ့ထည့်လိုက်ပြီးနှစ်ရက်အတွင်းမှာပဲအလောင်းပြန်လာပို့ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘလောက်ရုပ်မှန်တယ်နော်။ဒီအရီတိုင်းအင်ကပူမြို့နယ်စီပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးဟာဇွန်လ14ရက်နေ့ကတူတူအရင်ဖြစ်သူကိုစစ်မှုထမ်းနဲ့ထည့်လိုက်ပြီးနှစ်ရက်အတွင်းမှာပဲစစ်တပ်ဘက်ကနေအလောင်းပြန်လာပို့တယ်လို့ဒေသတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။စီပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးကသူညီဦးညွှန်ရွှေရဲ့တားဖြစ်သူကိုအရက်ကြောင်ကြောင်းနေတယ်လို့ဆိုတာ ဇွန်လ14ရက်နေ့ကစစ်ထဲထည့်ခဲ့တာဖြစ်ပြီးဇွန်လ16ရက်နေ့မှာထုရိုက်ဒဏ်ရာတွေနဲ့အလောင်းလာပို့သွားကြတာလို့စုံစမ်းသိရှိရပါတယ်။အယက်သမားဆိုပြီးစစ်ထဲဝိုင်းထည့်ကြတာတပ်ကချုံနောင်ပြီးလာခေါ်သွားတာနောက်တည့်ရက်ခြားတော့စစ်ကားနဲ့အလောင်းလာပို့တာအယက်တောက်တာများပြီးအုံနောက်သေးကြောပြတ်သွားတာလို့ပြောသွားတယ်လို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတအူးကမြို့တော်ကိုပြောပါရယ်ခနာကိုအနှံ့ထုရိုက်ဒဏ်ရာတွေရရှိထားပြီးစစ်ကောင်စီတပ်ကိုဘယ်သူကမှ မတိုင်ရဲကြပဲ သူတို့ပြောတဲ့အုံနောက်သွေးကြောပြက်သိဆုံးတယ်ဆိုတဲ့စကားကိုသာယုံလိုက်ရတယ်လို့သိရှိရပါတယ်။သိဆုံးသူဟာတက်ထဲမှာအရက်တောင်းတောက်တာကြောင့်ထိုးကျမှုဖြစ်ပွားခဲ့ရကလက်လွန်ခဲ့တာလို့ဒေသခံတွေကတော့ပြောဆိုနေကြပါတယ်။အာမီရွန်တောင်းတောက်တာကနေဝိုင်းထိုးကြတာလက်လွန်နေပြောတယ်။စစ်တပ်ကပြောခဲ့သလိုအရက်ပြင်းနေတောက်လို့အုံနောက်သွေးကြောပြက်တယ်ဆိုတာမဟုတ်ဘူးလို့ဖြစ်စဉ်ကိုသိတဲ့နောက်ထပ်ဒေသခံတအူးကမြို့တော်ကို ပြောပါတယ်။ လက်တလောအေကဘူမြို့နယ်မှာစစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်၁၄အတွက်တပ်သားတစ်စုဆောင်းနေပြီးလူငယ်တွေကိုအရင်လိုမဲနှိုက်တာမျိုးမလုပ်တော့ပဲတွေ့တဲ့သူကိုထိုးကြိတ်ခါအတေးအာဓမဖမ်းဆီးနေတယ်လို့ဒေတာရင်းသတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။ကဲဒါကတော့အချက်မဲ့စစ်ကောင်စီမဲအောင်လိုင်းအဖွဲ့တွေကလူငယ်တွေပေါ်မှာဒီလိုပဲနိုင်ကျင့်နေဆိုတော့ကိုအားလုံးသိပြီးသားဖြစ်ပါရဲ့နော်။နောက်ထပ်လူငယ်လေးတယောက်နဲ့လည်းကျွန်တော်တွားပြီးမှတစ်ချက်နားထောင်ကြည့်လိုက်အောင်နော်။ကိုစီအင်တာဗျူးထားတဲ့ဟာလေး အဲ့တော့ဒီမှာဆိုရင်လူငယ်မျိုးသမီးပေါ့နော်တက်ဆစ်နေပဲရှိသေးတယ်ဒီတွန်လိုင်းဘက်တွေကိုရောက်လာတယ်ပေါ့နော်အဲ့တော့သူပါတယ်ပြောထားတဲ့ချက်နားထောင်ကြည့်အောင်ရှိရှိလို့ပြောလို့ရှိရင်ဒီမှာပါခံစားခွင့်ရပါတယ်ဒါတွေခံစားဖို့ပျော်လေးမှုလာတာမဟုတ်ဘူးမျိုးဖက်လို့ဒီမှာကိုစီးလို့အဲ့လိုချင်းကိုတိုင်းအဲ့ဒါဘီသူတို့အိမ်ပြန်မှာအမေရဲ့အိမ်ပြန်မှာတဲ့တော့စစ်သားမလို့တတလားစစ်သားမလို့စစ်သားမလို့ဒီဒီအာနာဂျီစနစ်အမြင့်ပြတ်ပြီးတော့ဖက်ဒရယ်ဒီမိုကရေစီရပြီဆိုတာနဲ့ပြန်လဲထူထောင်ရေးပြီးကြတယ်ဒီလိုဘုတ်တောင်ပြီးပြီတတလုံးကိုစစ်သားလုံးမှာမဟုတ်ဘူး ဘယ်တော့ပြန်ဖို့အဲ့ဒီအဖေမိနေပြောရရင်အဖိုးတော့ဆုံးသွားပြီပေါ့နော်အဖွားလေးလုံချွေးမှုရှိတယ်ဘယ်လိုလဲอืมအော်ဒီသားကိုလည်းတယောက်ထဲဟုတ်လားဇာလောလောဆယ်တော့မိဘကိုအဲဆွနထားတာပေါ့ဥပိ္ပခလူတာအဒီပေါ်မှာလည်းအတင်းထားပါနော်အကိုတို့ဟိုပြည်သူအားလုံးကိုစားကျေးဇူးတင်ပါတယ်ညီမတို့ဒီလိုမျိုးဒီရွယ်လေးနဲ့ညီမတက်ပါလို့ဆိုရင်ဆက်ရှင်နေဆက်ရှင်နေပဲရှိနေတယ်ကဲဆက်ရှင်နေဟောအဲ့တော့ဒီရွယ်လေးနဲ့ဒီလိုကြိုးစားပြီးတော့လုပ်နေတဲ့အပေါ်မှာလည်း ကိုတို့ပြည်သူတည်းအလုံးကကျေးဇူးတင်ပါတယ်။နော်အဲ့တော့ညီမအနေနဲ့ခုနကတော့မပါတဲ့ပြည်သူပြောပွဲဆိုအခုဒီအခုကိုတို့ရိတ်ခါတွေလာပူတယ်ဒီရိတ်ခါတွေကိုအဲစံတပူရတပူငါတက်တာတပူရတပူစတဲ့ဖြင့်ဝိုင်းစုကြခိုင်းမှရှိတဲ့ထောက်ကွန်းတွေကထိုင်းရောက်နေတဲ့ပြည်သူတွေကအဲ့တော့ဒီမှာလဲညီမတို့ရှိမှာရွာတွေကနေလှူတာတွေ့တယ်။အဲ့တော့ကိုအတွက်ဝိုင်းတူကိုကြီးထောက်ပံ့ပေးနေတဲ့ပြည်သူတွေရောဘာနဲ့ပြောချင်လဲ။ ကျေးဇူးတင်ပါတယ်လို့တော်လိုင်းရင်ပြီးရဲ့အထီကိုပတ်မိုးနိုင်ပါစီထောက်ပံ့နိုင်ပါစီငါ့အောင်လည်းပြင်လို့ကုန်အိုက်တက်စီမဲ့စကားတွေလည်းညံပြောနိုင်ပါစီဟုတ်ညီမနောက်ပြီးတော့ဒီညီမတို့တက်ရင်မှာအဓိကဝင်ဝင်ရတာထောက်ဖို့လေးကကူညီလေးပေါ့ပြီးလို့ရှိရင်အဲထောက်ဖို့ထင်ရှိတယ်ကြရဟုတ်လားညီမတို့တက်ရင်ပြေးစီတာ ပေတာဒီဒေါနာတိတ်ပေလို့ရှိတယ်ရှိတယ်အဲဒီထောက်ပို့အထီကကြတော့တမီးတို့ရောင်းလာတော့ဟုတ်ဘူးပေါ့တမီးတို့မျိုးသားရဲ့ညီအစ်ကိုရောင်းလာတယ်တို့ရောင်းတယ်တို့အဲ့ဒီပြည်သူတွေအနေနဲ့ထောက်ပို့ထီကိုဒီမှာတိုက်ရင်ကိုဝန်ကြီးရှင်နဲ့ထောက်ပို့ထီထိုးခြင်းလဲဆိုလို့ရှိရင်ပမာတော့ထိုးရအောင်အဲ့ဆိုတမီးတို့အကောင့်နဲ့တို့တို့လာပြီးစကားပြောမှုနော်စကားပြောမှုဆိုရင်တမီးတို့ကတစ်စစ်တခါခီရောင်းတဲ့အကိုကိုတခါချိန်ပြီးမယ်အဲ့လိုမချိန်ပြီးတော့ညာလဲတမီးတို့ကယူပြီးတော့တမီးပြန်ပို့ အဲ့ဒါဒေါနတ်တက်ရင်ပြေးရတယ်သူပြောလို့ရတာသူပြောလို့ရတယ်ပြီးရေဘော်ဖြီအောင်လေရေဘော်တွေမှာပြောလို့ရတယ်အဲ့လိုပေါ့နော်ဒေါနတ်တက်ရင်ပြေးရှိတယ်ပြေးရှိဟုတ်ပြေးမှာလဲသွားဆက်တော်လို့ရတယ်အဲဒါမှမဟုတ်ညီမတို့အကောက်တည်းနဲ့ဆက်တော်လို့ရတယ်ပေါ့ဟုတ်ကဲ့ပါအဲနောက်ဆုံးအနေနဲ့ဒီတော်လိုင်းနဲ့ပတ်သက်လို့ဗာမပြောချင်သေးဘူးညီမပြောပြပေါ့တော်လိုင်းနဲ့ပတ်သက်လို့ဗာမပြောချင်ဘူးဆိုတော့ရှင်ဘာတို့တော့မပြင်းစင်ဆက်လို့ရတာစိတ်တကြလို့မရဘူးတို့တို့ကမပြေဆုံးတာရှိတယ်ဒါပေမဲ့စစ်သားတယောက်ခံစားလို့ရတယ်ဟုတ်ထုတ် 包回来没有？包回来多表情啊？嗯，他那边边上那些，他等人的，啊人的有的没得做，他们爸妈那批，啊啥都来点，哦，大一丢我路线，你到那丢完人，然后嘛，啊带，他们说啊带的带的水果的，啊那我伢那有钱的些，比如说那些些，那么到那伊嘞，比嘛话费哩买一用几百了吧？哦，啊，我那个你们交了十块哩，我加点。 စစ်သားတယောက်ကခန်းစားလို့ရတယ်ပောက်ပွဲလို့မရဘူးဆိုတော့ဟိုလက်ရှိ IMG ပေါ့နော်တို့တွေတိုင်ရင်တက်ဖွဲ့တယ်ဟို IMG ကိုပြန်ပြီးတော့အပြစ်တင်နေတယ် IMG အပေါ်ပါညီမအနေနဲ့ဘယ်လိုသဘောထားလဲ IMG ပေါ်မှာကကြတော့ဘယ်လိုမှတမီလုံးတောင်ကောင်းတယ်ချာအာစီကန်နဲ့စီမြစ်တွေချပေးတာရောရဲဘော်တွေကအဲ့လိုချပေးတာရောအကုန်လုံးကဘာမှမှားရင်းနေတာမရှိဘူးအရာအလုံးကတကင်းကြီးတယ်စစ်တပ်တရရုပ်ချောင်းမင်းမကြောသားရင်တော့မကွဲကြဘူးသူတို့ဒီစစ်တပ်မှာပေါ့နော် အကုန်လုံးစီးမစီကံဒန်းတူပဲအကကုန်ပြောမယ်ရုပ်ကြားလေးအပြစ်တက်ရပေးရင်တော့မင်းကြီးလည်းအပြစ်တက်ရမှာလေဒီကြောဒီတိုင်းလေဟုတ်သူတတ်မှတ်တာစီးကံနိုင်မှာတော့မင်းကြီးဖြစ်လို့စာနာလိုက်တော့မရှိကျွတ်သွားလည်းမရှိဘူးဒီဘွားလေးကိုဖြတ်ကျော်လာတာအခုတော့လေကွာတင်တန်းတက်ပြီးွားဆိုတော့စိတ်အေးွားပြီတော့နောက်တော့တက်ဖို့တင်တန်းမျိုးရှိသေးတယ်တက်ဖို့တင်တယ်ရုံးမိုင်းဆိုတော့ဆရာကြောင့်ဒီလိုဝက်ရှော့တို့ဆက်တွေ့ရေးတို့ပြီးရင် ဒီဒူးဆိုင်ရတာလို့အဲ့ဒါပဲသူပထမဒီရုံးမရခင်တော့၃ခုတက်တာဘိုင်းဘောကရောလက်တွေ့ရောတက်တာပြီးတော့ဆိုဆရာကလို့စီစဉ်လဲဆိုတော့အော်အဲ့လိုမျိုးတမကမိရတော့မိခွန်ခုလည်းပဲဆရာသွားလို့ဘုန်းတော်သွားကဲဒါတော့เนาะကိုစီအင်တာဗျူးထားတဲ့ဒီဒေါက်တာတိန်ကမျိုးသမီးငယ်လေးပဲဖြစ်ပါတယ်เนาะသက်ဆစ်ရှင်နေပဲရှိသေးတယ်ကိုချိန်မှာဆိုရင်တက်တက်ကြွကြွနဲ့ပါဝင်နေတာတွေ့ရပါတယ်เนาะဒီလိုမျိုးလူငယ်လူရွယ်မျိုးများစွာပေါ့เนาะအတင်း နော်တကယ်စစ်တပ်ထဲဒီလိုမျိုးပေါ့နော်တော်လန်နဲ့ပြည်သူတွေဖြစ်သွားအောင်လှုပ်တာတော့မင်းအောင်လည်းဖြစ်ပါရဲ့နော်အဲသူကြောင့်ပဲလူငယ်တော်တော်များများကဒီစာတင်ဖို့စာတင်ရမယ့်အချိန်ဒီပေါ့ဒါဆို session နဲ့ဆိုစာတင်ရမယ့်အချိန်မျိုးရှိတယ်ပေါ့နော်စာတင်ရမယ့်အချိန်ဒီမှာခုလိုမျိုးမင်းအောင်လည်းပြန်တော်လန်နေရတဲ့အချိန်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးလူငယ်လူရွယ်တွေပေါ့နော်ခုချိန်ဒီပေါင်ပေးတာလည်းတကယ်ပဲကျေးဇူးတင်တယ်လို့တကယ်ပဲလေးစားပါရဲ့နော်ကဲတစ်ဖက်မှာလည်းစက်ဖက်မင်းအောင်လည်းအဖွဲရေခဲပါရေခဲပါဆိုပြီးတော့ဘယ်တော့မှပြုတ်နေလည်းမသိဘူးပေါ့နော်မမပြောတာလည်းနားထောင်ကြည့်လား ချင်းတော့ကျွန်တော်တို့ကအဲကြောက်ချူမျိုးလေရင်ခွေးနဲ့မှတိတ်မလန်းတော့ရောက်တော့ကြာတော့ပဲလေရင်ခွေးအေးအေးနေနဲ့သူတို့လည်းတစ်ခါတကလေးကြရှိရမ်းပြစ်တာရှိတယ်သူတို့ပြစ်ချက်ကအဲလေရင်ခွေးနားကိုကြာတာနှလုံးကြာတယ်လို့ကျွန်တော်တို့အကြသိရတယ်ပေါ့ဗျာနော်အဲ့တော့အဲကြောက်ချူမျိုးအချိန်နေရတော့မယ်လို့အောင်တော့မယ်လို့ပြောနေတာရဲ့အားလုံးကတော့ကြောက်ချူမျိုးတိုက်ပွဲချမ်းနေတာမှန်တယ်သူ့ဘောက်တော့ကြောက်ချူမျိုးကိုရတော့မယ်လို့ကြောက်ချူမျိုးကသူတို့လက်ထဲမှာပါလို့ဆိုတာကတော့ လုံးဝလွဲနေပါတယ်လက်ရှိအချိန်အထိယနေ့အချိန်အထိပေါ့ကျွန်တော်ပြောနိုင်တာကတော့ကြောက်ဖြူမျိုးဒီအဲတာတာရရာအေးချမ်းချမ်းပါပဲเนาะကြောက်ဖြူမျိုးထဲမှာကြောင်းနေအေးဆေးဖွင့်နိုင်တယ်ဘန်ဒေ့ချ်ဖွင့်နိုင်တယ်เนาะဘယ်လိုခေါ်မလဲဆိုရှင်စီးပွားရေးတွေလှရှားနိုင်နေတော့မှာကြောက်ဖြူမျိုးကပြောတာတိတော်မသိဘူးပုံမလင်းပြောမယ်เนาะကြောက်ဖြူမျိုးကဒီလိုအေးအေးဒီအဲ့ဒီအစွန်ဖျားတော့မှာလှရှားနေတာကိုတိတော်မသိဘူးเนาะအဲ့တော့ဒါမဲ့ အေးရေမသိပေမဲ့အဲ့ဒီရဲတိုင်32ကတော့အများကြီးသိပါဘာကြောင့်လဲဆိုတော့ရှင်ဒီနေရာမှာမြေပြင်အခြေအနေအစ်စ်မှန်ကိုကျွန်တော်ပြောပါမယ်မြေပြင်အခြေအနေအစ်စ်မှန်ကတော့အဲရဲတိုင်32ကနည်းနည်းလေးပေါ့နော်အာထိတ်တိုက်မဟုတ်တော့မှာပဲဒီမခဲတော့ထိတ်တိုက်ပြီးတော့ရင်ဆိုင်ရတဲ့အခြေအနေဖြစ်တယ်ဘာကြောင့်လဲဆိုတော့ရှင်အဲ့ဒီအိတ်မလန်းတော့ဘူးလေဂိုင်စစ်ကိဆိုတာလေ ြောမှာဆိုရှင်ရဲတိုင်သုံးစက်နဲ့တိတ်လန်းအောင်မဟုတ်တာเนาะတိတ်နိနိလေးအောင်နိနိလေးနိနိလေးမှာကျွန်တော်တို့ကအဲ့မှာရင်ဆိုင်နေရတဲ့အတိုင်းတိုင်းရှိတာ哦သူတို့ဘက်ကတော့အပြိုင်စိတ်ကိုရပြီလို့ပြောနေမယ်အဲ့ရင်ဆိုင်နေရတဲ့အတိုင်းတိုင်းရှိတယ်အဲ့တော့ချစ်ချအာခက်ခဲရပါလဲဆိုတဲ့ခါကျတော့တက်ရင်းကိုလာလာပြီးတော့စနိုက်ပါသူတို့စနိုက်ပါတော်တော်ကောင်းတယ်လို့ကြားသိရတယ်เนาะစနိုက်ပါတော်တော်အဝေးကိုရောက်တယ်လို့ပြောဟုတ်အဝေးကနေပြီးတော့စနိုက်ပါနဲ့တက်ကိုထောက်ထောက်ထားတယ်ထောက်ထားတဲ့အတွက်ကြောင့်မို့လို့အဲတက်ဖွဲ့ဝင်နေပေါ့เนาะတက်ဖွဲ့ဝင်နေနေနဲ့ အဲရတဲ့လုံးစနစ်ကသွားရေးလာရေးလှုပ်ရှားရေးတွေမှာအခက်ခဲပေါ့နော်ကျွန်တော်တို့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်အဲ့ဒါကတော့နေပြင်ချင်းနေအစ်မှန်ပဲဖြစ်တယ် AAD စနိုက်ပါအသုံးများပါတယ်စနိုက်ပါနဲ့ထောက်ပါတယ်နော်အဲ့တော့စနိုက်ပါနဲ့ထောက်တဲ့အတွက်ကြောင့်မို့လို့ထိခိုက်မှုတချို့ရှိခဲ့တယ်နော်အဲ့ဒါကတော့ကျွန်တော်ဝန်ခံရမှာဖြစ်တယ်အဲ့တော့ဆိုလိုချင်တဲ့အဲ့စနိုက်ပါထောက်တဲ့ drone လာကျဲတဲ့အတွက်ကြောင့်မို့လို့အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင် ညဘက်မီးဖွင့်ဝေတော့မှနည်းနည်းလေးအခက်ခဲရှိတဲ့အခြေအနေမျိုးရှိတယ်နော်ဒါကတော့အရှိတရားပါပဲနော်ဒါမှမဟုတ်သူတို့ပြောသလိုအဲဘာမလဲရတဲ့သုံးစနစ်ကြီးကကြာတော့မယ်လို့ရတော့မယ်ဆိုတော့လုံးဝလုံးဝမဟုတ်ပါဘူးနော်အဲတော့ဘာလို့လဲဟုတ်အဝေးကနေစနိုက်ပါဆိုတော့သူတို့စနိုက်ပါတော်တော်ပြီးတော့ဗျာနော်အဲ့ဒီစနိုက်ပါတော်တော်ပြီးတဲ့အတွက်ကြောင့်မို့လို့တော့အဲတက်ရင်လှုပ်ရှားမှုတွေမှာနည်းနည်းအခက်ခဲရှိတယ်တက်ပြင်တက်ထွက်ပါနော် တတ်သေးဝင်နေတော့မှနည်းနည်းလေးအခက်ခဲရင်ဆိုင်နေရအတိုင်းတာရှိတယ်။ဒါကိုဘယ်လိုမျိုးကြော်လွားမလဲဆိုတာကတော့မြေပြင်တက်မှုတွေနော်စစ်တီတွေနေနဲ့အကောင်းဆုံးအကောင်းဆုံးသူတို့လုံနိုင်မယ်လို့ကျွန်တော်အေဂျင့်အေဂျင့်ပေါ့နော်အေဂျင့်အေဂျင့်ကိုကြံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခင်များတို့အဲကျွန်တော်တို့တက်မတော်အနေနဲ့နော်၃လေးလေးကို choke point ရောက်ဒီထည့်လာလိုက်မယ်၃လေးလေးနားရွာတွေကိုစီးရုံးနေပြီသူတို့၃လေးလေးကိုတိုက်ရိုက်တဲတိုက်လို့မရတော့ဘူးအကုန်တိုက်မှာအကုန်ယူမှာဒီရှိတိုက်ဖို့တဲ့စီစဉ်သွားပြီဖြစ်တယ်အဲ့တော့၃လေးလေးအလုတ်များနေမှသာလျှင် ုံးလေးလေးကနေပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ဟိုဘက်ချမ်းကိုဆက်ကြော်မယ်ဟိဆိုရင်ကျွန်တော်ရခိုင်ပြည်ကိုရောက်ပါအောင်နော်အဲ့တော့ရခိုင်တွေကိုဝင်မလာအောင်တော့ကိုစောင့်ရထားတာဖြစ်တယ်နော်အဲ့တော့အဲ့ဒီအချုပ် point တို့လုံးဝလုံးနေပြီအဲ့တော့ခင်ဗျားတို့ဘာလုပ်ရမလဲစစ်တပ်ကစစ်တပ်ကလုတင်တာတခုရှိတယ်အဲ့ဒါကတော့နေပြည်ရှင်းလင်းမှာပြည်ပြည်သူကိုစီးရုံးမှာရွာတွေကိုလုံခြုံမှုပြေးနိုင်အောင်ကြိုးစားဒီလိုပဲခံစစ်ပဲသွားနေလို့မရဘူးနေပြည်ရှင်းလင်းရမယ် ဘလို့ဖောက်ခွဲရမယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့ဟိုဘလို့ comment ဆိုလို့ရှိရင်နိုင်ငံရေးနီးပြူဟာတွေတော့မပြောကျင်တော့ခင်ဗျားတို့ဒါဒီဒီလိုမျိုးကြောက်လဲဟိုနွားရှည်ထွန်ကျူရောက်တယ်လို့ဖြစ်နေရတယ်မကောင်းဘူးဗျာနော်ဟုတ်ပါလားအဲ့တော့ဘယ်ဆိုတော့နော်ဒီအခြေအနေတွေရှိလာတယ်နော်ကြာလာရင် ARV အနေနဲ့ဒီခြေကုပ်တွေမှာနော်ဟိုကျွန်တော်တို့တက်မလို့အတွက်အခက်အခဲရှိလာနိုင်တယ်နောက်တစ်ခုကရခိုင်ပြည်နယ်ကိုနော် လုံနေတဲ့ဒီဥမင်းအောင်လိုင်ရဲ့ညံပြင်းမှုကလည်းဒါစကားထဲမှာကျွန်တော်ထည့်ပြောထားမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်ကလုံးဝ vulnerable ဆိုတဲ့တကယ်ဒီထိကြိုက်ဘာမှမဆိုတော့ပျော့ကွက်တွေအများကြီးရှိတယ်။နော်ပျော့တဲ့နေရာအများကြီးရှိတယ်။ဒါတွေအားလုံးကိုရေချောင်းနဲ့ဝင်လို့လည်းရတဲ့နေရာတွေအများကြီးရှိတယ်။နော်ရေချောင်းနဲ့ဝင်ပြီးတော့ရေချောင်းနဲ့ပြန်တက်လို့ရတဲ့နေရာတွေရှိတယ်။နော်။တန်တွဲရေချောင်းကနေဝင်ပြီးရေချောင်းနဲ့ပြန်ထွက်သွားလို့ရတယ်။နော်။အဲနောက်ထပ်ဒီ မြို့တွေတော်တော်များရေချောင်းနဲ့ဝင်ရေချောင်းနဲ့ပြန်ထွက်သွားလို့ရတယ်နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အသုံးမကျတာပါနော်အသုံးမကျတာပါရေချောင်းဝင်ရေချောင်းကပြန်ထွက်သွားဟုတ်လားတိုက်စစ်ဝုန်းနဲ့ပေါ်သွားဘဲအေးအေးမှဘဲအေးဘဲရက်အေးအေးကလုံးဝတက်မတော်ကိုရှင်မတိုက်နိုင်ဘူးဆိုလိုချင်တာက surprise ရှင်မတိုက်လာတော့ရနော်ဟုတ်လားအဲ့တော့ attack လောက်အေးလောက်ပြောလို့ရှိရင်အဲ့ဘက်ချမ်းမှာအာမြန်အင်းဘယ်လိုဆိုလို့ရှိရင်တိုက်ပွဲဝင်နေမှာ ်တခါတော့เนาะအဲ့လိုပဲအဝင်းကနေရှောက်អော်တော့เนาะပြီးရင်ပေါက်ကရီရှောက်ပြောအဲ့ဒါအဲ့ဒါဟိုဘက်ကတီးအဲ့တော့ဒေါ်လိုက်ဖတာ easy time ကြီးဘောเนาะဒီအေးအေးကဘာမှရေဘူးတက်တဲ့កောင်းနေမဟုတ်ဘူးဒီပါเนาะဘယ်ချိန်ဘယ်ချိန်လှုပ်လှုပ်လှုပ်လို့ရတဲ့နေရာမျိုးပါရခိုင်ကဘာမှဟိုအင်အားရှိတာမဟုတ်ဘူးเนาะအဲ့မှာလာတိုက်ပေးနေတာ PDF ကဲကဲဒီချင်းနေရယ်เนาะဒီကောင်ကဲဒါတော့ဘောဘောမောင်ရဲ့ လောင်နေတဲ့ဘီလူးဖြစ်ပါတယ်နော်အဲ့တော့ရခိုင်မှာတော်တော်လေးကိုတိုက်ခတ်နေရတဲ့အနေအထားဖြစ်ပါတယ်အခုကြားတဲ့အတိုင်းပဲစနိုက်ပါနဲ့ကိုတော်တော်လေးကိုဖိထားတဲ့အနေအထားဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုသူတို့စစ်တပ်ကစခန်းနေဆိုဘာလုံးလုံးမရတဲ့အနေအထားဖြစ်ပါတယ်နော်မကြခင်တော့ဒီကြောက်ဖြူသတင်းကောင်းကိုလည်းကြားရမယ်လို့ပြောလဲပါတယ်ကဲနောက်ဆုံးမှာဆယ်လီမစ်ကျော်ပြောထားတဲ့သတင်းတူးလေးနားထောင်ကြည့်လောက်နော်အော် MA ဂျာမန်ကမိုတက်တော်တွေနဲ့ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခတ်ခဲ့တာဖြစ်တယ်လို့သိရတယ်အဲ့တော့ကျွန်တော်စစ်တောင်းထိုးနေတာဖြစ်တဲ့အတွက်ဒေတာကန်ဒီ ဂယုတစတ်သွားလာတယ်ကျောင်းလုံးစစ်ကူတက်လာတဲ့စစ်တောင်းကိုဖက်တိုက်မှုမှာတယင်းမှုဒုတယင်းမှုဘုံမှုအပါဝင်စေဦးမိသားစုတရားတယ်နော်ဒီအခြေအနေတွေကိုကျွန်တော်တို့အသေးစိတ်ကိုတော့ထပ်မံထုတ်ပြန်ပြီနောက်တော့ဘကူတိုင်းလက်ပန်းမှာဘာတွေဖြစ်လဲဒီဟာလက်ပန်းတွေတက်တိုက်နေပြီဆိုတဲ့အခြေအနေကိုကျွန်တော်တို့ကြားနေရတယ် ခေါင်းတင်းကရန်ကုန်ပြည်ကားလန်းတိတတဒီနေ့ပဲခိုးတိုင်းလက်ဗရန်လက်ဗရန်ဆိုတာဒီမိုကရေစီចောင်းသားတပိတ်စစ်ကြောင်းဒီမိုကရေစီပညာရေးចောင်းသားတပိတ်စစ်ကြောင်းကြီးရန်လာခဲ့တဲ့မြို့လက်ဗရန်ရဲ့ရန်ကုန်ထဲဟာဘလောက်မှမဝေးဘူးလက်ဗရန်တာဝီ30နော်တခုယူအဆက်ဂျွမ်ငန်ကြီးရောအင်အား30နဲ့တက်ဆွဲတာလေဖက်စစ်တက်ဟွန်း စစ်တောင်းလူတိုင်း3000ရှစ်အနှစ်တခွဲနှစ်တခွဲ3တိုင်အောင်ဒီကဲပကပမတ်တေတကကြီးတခွဲဘူောက်တိုင်မနေ့တည်းကတဆွဲတာလူဘဝတွေစာသင်ကျောင်းတွေအိမ်ကြီးထဲမှာတဆွဲတာအင်အား30ဝိတိုင်ဟုတ်တော့နော်ချမစကောင်စီကအဲ့တော့တည်တယ်ဗျာဘတ်ဂျက်ကဘယ်လိုမှနိုင်ဘူးလေခေချောင်းမှာပါ ဒါပေမဲ့ရန်သူကိုတင်ပေးလို့မရပါဘူးရန်သူเจ้าကိုเจ้าသိရပါမယ်ရန်သူလက်နဲ့ကိုလက်နဲ့ဖြစ်စီဖို့ရန်သူရင်းမြစ်ကိုရင်းမြစ်ဖြစ်စီဖို့အမြဲတမ်းပြင်ဆင်ထားကြဖို့လိုပါတယ်ဒီနေရာမှာရန်သူအတွက်အကျောက်ဆုံးသောရန်သူကတမန်တရှောက်မှာအကျောက်လန့်ဆုံးလက်နဲ့တစ်ခုကျွန်တော်ပြောပြညင်ညူကြီးပါ ဂျန်ကကျွန်တော်တို့ပြည်သူလူထုနဲ့တိုင်းသားအီအိုတွေနဲ့ PDF တွေနဲ့ NUG နဲ့ဘုန်းနကားနဲ့ BBL နဲ့ BRN နဲ့ PL နဲ့ဒီတက်တူအောင်ညီဝါမှာအမှုမျိုးဘုံပေါက်မှာနဲ့ကြောက်ပါလေဆိုတဲ့အကြောင်းကျွန်တော်ပြောရင်ဒီနေ့မောင်ဆောင်ခိုက် BNR BPL တင်းနဆင်ဝေး NUG ဝင်ကြီးတပါတက် ICE ကခုပြီးတို့ဒုတိယဥက္ကဋ္ဌတက် တင်းနေလေပုချုတာပုချုတက်တယ်အော်ကတတော့ရတောင်ရှိသူတွေတက်တယ်လို့ချင်ရတယ်ဒီတပ်ပုံလေးဒီဒီဗီဒီယိုလေးတွေကိုကြည့်ရင်းနဲ့စိတ်ထဲမှာပြတ်နေဖြစ်တာကတော့တကယ်ညီလိုက်ကြရင်ဖြစ်မနှက်ပြန်တော့စစ်တဲ့ခွေးပြီးပြရနိုင်ရေဆိုတော့သတိရမှာလေအဲ့တော့ဗမာပြည်မှာလက်ရှိအချိန်မှာတော်လိုင်းတက်တွေအများပြားရှိနေတယ် ညီကြမြို့ချမှုတတိုင်းပြည်လူပြည်သူလူထုကဆန္ဒပြတောင်းဆိုနေကြတယ်။ဖက်စစ်တပ်ကိုအမြန်တိုက်ပါတော့စော်ဩနေကြတယ်။ရန်ကုန်ကိုတိုက်ပါတော့မန္တလေးကိုတိုက်ပါတော့နေပြည်တော်ကိုတိုက်ပါတော့တိမ့်ကြပါလေ။စစ်တပ်လက်အောက်မှာမနေရရင်ပြီးရော။ဟွန်းတပတ်မှလည်းစစ်တပ်က DNL သိမ့်မဲ့တဲ့နေပြည်တော်မှာဘာဖြစ်နေပြီ။မင်းတို့တွေ့လား။အမန်ဒီသိမ့်မဲ့တာနဲ့နေမီဒီပါပါဘာလို့တွေ့လဲဆိုပြီးအပြန်အလှန်ဝါရဖြန့်နေကြတာကိုတွေ့ရတယ် သို့တော့သမိုင်းတခြားမှာရုပ်မာခဲ့တဲ့ဗတ်စစ်တဲ့ရဲ့စကားချင်းကြားရည်ဆိုတော့ပြည်သူလူထုကမယုံဘူးဒါပေမဲ့တချို့ကိစ္စတွေလည်းတိုင်းသားနေပြည်တော်မှာတကယ်ဖြစ်နေအောင်ရှိတယ်ဥချုပ်ရေးအထိုင်မချမှုပြီးဥပဒေစုံအားနေသေးတာကြီးရန်ကုန်ကအချိန်ကြီးလေမြန်တဲ့ဘုံကျဲနိုင်တာကြောင့်ညရနိုင်ရဆွေးရနွေးရအတုံးအလျှော့ အဖိအဖို့ကြီးလောက်ရတာရှိတယ်ဒီဒေါ်လာကြီးမှာကျွန်တော်ညံချစ်ခြင်းနဲ့နှလုံးသားကြီးကြီးကြွားကြရလိမ့်မယ်ကဲဒါတော့ဆရာလုံးကြီးတော့တုံးတက်ထားပြီးတော့ဖိုင်ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီ VPN ရဲ့ တင်းဆင်ပွဲနဲ့မနေ့ကကျွန်တော်တင်ဆက်ခဲ့တယ်ဗောနော်အထက်မှာဆိုရင်တကယ်ပဲအားစရာကောင်းတယ်ခုလိုမျိုးဗောနော်အဖွဲ့စည်းပေါင်းစုံကောင်းဆောင်နေမြင်ရတကယ်ပဲဝန်တာဖို့လည်းကောင်းပါတယ်နော်အဲ့တော့ဒီလိုမျိုးလူတွေညှိညွတ်လာပြီးအဖွဲ့စည်းတွေညှိညွတ်လာပြီးဆိုရင်တော့မကြခင်မှာတော့ကျွန်တော်တို့ရဲ့ဒီတော်လိုင်းကပြီးဆုံးတော့မယ်အောင်မြင်တော့မယ်ဆိုတာကဒီဇာတ်တော်ဖြစ်နေပြီဆိုတာကိုပြပြရင်ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါတယ်နော်ဟုတ်ကဲ့အစားဆုံးကြည့်ပေးကြတယ်ပြပါပြီသူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောက်တော့မြတ်ဆောင်းတော့မြတ်အရာအားလုံးပါအောင်မြင်ကြပါစေတောလျော်ပါဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ